အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့လက်ထက်မှာအမေရိကန်ရဲ့ပြည်ပအကူအညီတွေဖျက်တောက်မှုဟာကမ္ဘာလုံးဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းစဉ်ကိုကြီးမားစွာကရက်ရိုက်သွားစေခဲ့ပြီးလူပေါင်းများစွာကိုတည်ဆုံစေနိုင်ကြောင်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးယုံအိုချရဲ့အကြီးအကဲတွန်ဖလက်ချာက မလဆနေရကတရိပ်ပေးခဲ့ပါတယ်။ကဘာတဝမ်းမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကွင့်အရေးတွေလိုအပ်နေသူပေါင်းတန်း300ကျော်ရှိကြောင်းဒီအနေအထားမှာအကွင့်အရေးတွေကိုဖျက်တောက်မယ်ဆိုတာကလူအများပြားသိဆုံးလိမ့်မှာဖြစ်ကြောင်းဖလက်ချာက သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ထရမ့်ဟာဇန်နဝါရီလကအာဏာရလာချိန်ကလေးကအမေရိကန်ရဲ့နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID ကိုဆိုင်းငံ့ခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကလည်းအမေရိကန်နိုင်ငံသားကြီးဝင်ကြီးဌာနက USAID ရဲ့ contract တွေအနက်83ရာခိုင်နှုန်းကိုအဆုံးသတ်မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ 2024ခုနှစ်ဒသမက ကုလသမဂ္ဂရဲ့ခံမှန်းချက်မှာ2025ခုနှစ်အတွင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအတွက်ဒေါ်လာ58.4ဘီလီယံလိုအပ်လိမ့်မယ်လို့ခံမှန်းထုတ်ပြန်ခဲ့ပါတယ်။